စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဂျွန်လ10ရက်နေ့နေ့ခொညနေ့တော်တွေဟာကောင်းသောကံကြမ္မာနှွမ်းမှုတဲ့စိတ်ချမ်းသာမဲ့လူရပြည့်စုံမဲ့ကောင်းသောမင်္ဂလာကိစ္စများပဝင်ပတ်သက်ရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အလုံးကံကံကောင်းမယ် ဘီဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေပွဲ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေပွဲ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။တရားနေရမိကောင်းဆွေကောင်းတောက်ကူတွေနဲ့ဘဝတွတ်တက်မှုကိုရမယ်။ အဲ့ဒီမှာမြောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်မနဲ့စနေကွဲမှာစနေတွင်သွားလာကြည့်ဆက်မယ်နေ့ရက်နေ့မှာခီးကံကောင်းမယ်လူမျိုးွဲချိုးပေးမယ်ရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးမယ်သုံးရက်နေ့မှာငွေရေးချေးကံဘဝကံတိုးတက်မယ်ရည်မကြအောင်မြင်မယ်လေးရက်နေ့မှာမတော်တဆထိခိုက်မှန်နေကြည့်ဆက်ရမယ်အရှိရကုတ်တီသွားစဉ်အနေဖြစ်တတ်တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်ကြည့်ဆက်ရမယ် ၅ရက်နေ့မှာဆုံးဖြတ်ပြီးရှေ့တွေ့လို့တဲ့ကိစ္စတို့မှကောင်းသောကြိုးစက်နဲ့တိုးတက်မှုရရှိမယ်။၆ရက်နေ့အထူးကံကောင်းမယ်။ရာရာစင်ပြေမယ်ခက်ခဲပြေရှင်းနိုင်မယ်။၇ရက်နေ့မှာအပြန်ဆိုင်ကြမှဘဝတိုးတက်မှုအောင်မြင်မှုတွေကိုစနစ်တကျဖန်တီးနိုင်ခြင်းကြိုးပမ်းခြင်းရှိမယ်။တနင်္လာနေ့အင်္ဂါနေ့သောကြနေ့မွေးတွေဒီဘက်တွင်ကြိုးပမ်းမယ်။ဇာတာပတိနေ့စနေနေ့မွေးတွေဒီဘက်တွင်ဒုက္ခဖေးမယ်။ 369ခန်းနေကြိုးပြေးတယ်အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါအနီရောင်ဖဲကြိုးစားကိုအထုံးစုံလုံးထုံးပြီးပိုက်ဆိုင်တဲ့ထဲဆောင်ပါလက်ပွင့်ခြင်းကပ်ပွင့်ခြင်းနဲ့ကောင်းခြင်းကံတွေရရှိပါမယ်ကျေးဇူးတင်ပါတယ်